်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အုတ်ရှိပင်စင်လန်ဘတ်မှစစ်ကြောင်းထိုးလာသည့်စစ်ကော်မရှင်တပ်များ AAE တိုက်ခိုက်မှုကြောင့်သေဆုံးမှုများတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗထောင်မြို့နယ်အုတ်ရှိပင်မြို့စင်လန်ကျေးရွာဘက်ကိုစစ်ကြောင်းထိုးတက်လာတဲ့စစ်ကော်မရှင်တပ်များတိုက်ခိုက်ခံရပြီးထိခိုက်သေဆုံးမှုများကြောင့်သိရပါတယ်စစ်ကော်မရှင်ကကပ္ပဆ6မှနေပြီးစင်လန်ကျေးရွာကိုစစ်ကြောင်းထိုးတက်လာသည့်အတွက် အေအေတပ်ဖွဲ့များနှင့်တိုက်ပွဲဖြစ်ကောင်းစစ်ကောင်မရှိတပ်သားများထိခိုက်ဒေဆုံးမှုများရှိသည်ဟုသတင်းရင်းမြစ်ထံမှသိရပါသည်။ဆီလံကဆက်တိုက်တက်လာတဲ့စစ်ကြောင်းတွေကိုအေအေကခြုံကိုတိုက်ခိုက်ပြီးဂျားဖြတ်တိုက်ခိုက်တာတွေလုပ်တဲ့အတွက်စစ်တပ်ဘက်ကအထင်အားနေတဲ့အိုရှိပင်မြို့အေတုခတုတ်တံမှာတကြုံဖို့စစ်ကားအကြီးတွေတက်လာနေတဲ့ဟုစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါသည်။စီလံကြီးပါအနီရှေ့တိုးတက်လာသည့်စစ်ကော်မရှင်စစ်တောင်းကိုဇက်တိုက်အင်အားဖြည့်တင်းမှုများပြုလုပ်နေပြီးအေအေကလည်းအဆိုပါစစ်တောင်းများကိုဂျားဖြတ်တိုက်ခိုက်ခြင်းနဲ့ တံပြန်ထိုးစစ်ဖြင့်တိုက်ခိုက်ခြင်းတို့ကြောင့်တိုက်ပွဲများပြင်းထန်နေခဲ့ပါတယ်။ကပ္ပစာ6မှနေ၍ထုံနှုတ်ထားသည့်အင်အားများကိုစင်လမ်းမတက်စင်ညောင်ချိုးအထိစေကော်မရှင်ကစစ်ကြောင်းထိုးတက်စီရန်စီမံထားသည်ဟုသိထားရတော့လေလက်ရှိတွင်စင်လမ်းအနီး၌ရှင်မတိုးနိုင်ပေထိခိုက်သေးဆုံးမှုများနေခြင်းဖြစ်ပါတယ်။ညောင်ချေတောင်းနှင့်စစ်ကြောင်းထိုးလာသည့်စင်လမ်းလမ်းတစ်လျှောက်တွင်ကာကင်းစခန်းများခုခံစေအတွက်စခန်းငယ်များကိုစေကော်မရှင်ကပြုလုပ်ထားပါတယ်။ အေအေနောက်ဆုတ်ထား၍စစ်ကော်မရှင်ကပြန်လည်တင်ယူထားသည့် point 666စကန်ကုန်အနည်းတွင်လည်းတိုက်ပွဲတချို့ရှိနေပြီးညောင်ချိုးနှင့်လေတာတောင်တကြောကိုပြန်လည်ရရှိရန်စစ်ကော်မရှင်ကစစ်ကြောင်းထုတ်မှုများပြုလုပ်လာသည့်အတွက်ထိတွေ့တိုက်ပွဲတချို့ပထောင်တပ်နယ်အတွင်ဖြစ်ပွားနေခြင်းဖြစ်ပါသည်။ယခုလဒီဇင်ဘာ28ရက်နေ့တွင်စစ်ကော်မရှင်ကရွေးကောက်ပွဲကျင်းပမည်ဟုကြေညာထားပြီး၎င်းတို့လက်လွတ်ထားရသည့်တောင်ကုတ်တွင်ပါရွေးကောက်ပွဲကျင်းပမည်ဖြစ်သည့်အတွက်ညောင်ချိုးတောင်ကုတ်လမ်းကြောင်းကိုစိုးမိုးနိုင်ရည်အပြင်အထံစူးစမ်းနေခြင်းဖြစ်ပါသည်။အေအေက ်ပကိုးတိုင်းအတွင်းရှိစစ်ကော်မရှင်၏ညောင်ကျိုးကြီးပါအတွင်းရှိစစ်စခန်း၄တောင်တကျော်နှင့် Quai 666စခန်းအနီးရှိကာကင်းများကိုသိမ်းပိုက်ထားပါသည်ဆလပီမင်္ဂလာလုံမြို့နယ်ရှိကြန့်ခိုင်ရုံကိုဖျောက်ကြားအဖွဲ့များမိုင်းခွဲတိုက်ခိုက်တဲ့ဆွေတရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်ရန်ကုန်တိုင်းမင်္ဂလာတုံမြို့နယ်ရှိအကျန်းဖက်စစ်တပ်လက်ဝေကန်ချက်ခါရေးပါတီယုံကိုမြို့ပြပြောက်ကြားတပ်ဖွဲ့ဝင်တွေကလက်ပစ်ပုံးတွေပြင်းအားမြင့်မိုင်းတွေနဲ့သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်မှုကရန်ကုန်အာမီ၊ဝိုင်အင်းနဲ့အနောက်ပိုင်းခရိုင်ပကဖားတို့ဖူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြင်းအားမြင့်မိုင်းတစ်လုံးနဲ့လက်ပစ်ပုံးနှလုံးပြစ်ခတ်နိုင်ခဲ့တာကြောင့်ကြံခိုင်ရေးယုံကိုလုံခြုံရေးယူပေးနေတဲ့အပြာဝတ်သူတွေပါထိခိုက်နိုင်တယ်လို့ရန်ကုန်အာမီဘွားအေတာဝန်ရှိသူကပြောပါတယ်။ယုံစင်လာမဲ့အချိန်ကိုစောင့်ပြီးတွေ့တာပေါ့ထိခိုက်မှုကတော့ရှိမှာပေါ့ကျွန်တော်တို့မိုင်းကိုအေးစေးထောင်နိုင်ခဲ့တာဆိုတော့နောက်ပြီးလက်ပစ်ပုံးနဲ့ပါပြစ်ခွဲခဲ့တယ်။အဲ့မှာရက်ွက်လုံခြုံရေးအတွက်ခံထားတဲ့အပြာဝတ်ကောင်တွေရှိပါတယ်။သူတို့ပါထိနိုင်တယ်လို့ရန်ကုန်အာမီဘွားအေတာဝန်ရှိသူကသတင်းဌာနကိုပြောပါတယ်။ အချက်ပါတိုက်ခိုက်မှုအပြီးယောက်ျားတပ်ဖွဲ့ဝင်တွေလည်းဘေးကင်းရဆုတ်ခွာနိုင်ခဲ့တယ်လို့ပြောပါရယ်လက်ရှိမှာအကြံဖက်စစ်ကော်မရှင်ရဲ့အထူးရောင်ရွှေကောက်ပွဲကျင်းပဖို့အချိန်သိပ်မလိုတာကြောင့်အဆိုပါရွှေကောက်ပွဲကိုပြင်းပြင်းထန်ထန်ဆန့်ကျင်ထားကြတဲ့လူပြပြောက်ကြားတပ်ဖွဲ့ဝင်တွေရဲ့တိုက်ခိုက်မှုတွေခက်စိတ်စိတ်ဖြစ်လာပါရယ်ရန်ကုန်အာမီဘွားရဲ့အပါအဝင်မျိုးပြပြောက်ကြားတပ်ဖွဲ့ဝင်တွေကအကြံဖက်စစ်တပ်ရဲ့အထူးရောင်ရွေးကောက်ပွဲမှာပါဝင်ပတ်သက်လောက်ကင်ချမဲ့သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်သွားမယ်လို့လည်းကြေညာထားပါတယ်။ကြံခိုင်ရေးပါတီဟာ အကြံဖတ်စစ်တပ်လက်ပါစစ်အင်အားကြီးပါတီတခုဖြစ်ပြီးစစ်ကောင်ဆောင်ရဲ့အထူးရောက်ရွေးခောက်ပွဲမှာနေရာရဖို့အယက်သားပြည်သူတွေကိုမလုံပေးလိမ့်လဲမဲဆွဲတာတွေလည်းဇက်တိုက်လှောက်ဆောင်နေတာဖြစ်ပါတယ်။ဆက်လက်ပြီးညောင်ကျိုးကိုထိုးစစ်ဆင်သည့်အကြံဖတ်စစ်တပ်စစ်ကြောင်းဂျာညက်တိုက်ခိုက်ခံရပြီးအကြအဆုံးများသဖြင့်လေးချောင်းမှရန်တန်ပုံကျဲပြီးစစ်ကောင်စီတပ်အများပြားထိဆုံးနေဆွဲတဲ့ရင်ကိုထင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။တောင်ကုန်းနယ်ဗထောင်အကြံရခိုင်ရိုးမတောင်ပေါ်ရှိစင်လန်းကြီးရွာမှာညောင်ကျိုးကို ထိုးစစ်ဆင်သည့်အကြမ်းဖက်စစ်တပ်စစ်ကြောင်းဓာညက်တိုက်ခိုက်ခံရ၍အကြဆုံးများသည့်ဖြင့်လေးကျောင်းမှရန်တပ်ဘုံကျဲတိုက်ခိုက်နေကြစစ်ကောင်စီတပ်များအများပြားထိခိုက်သေးဆုံးမှုရှိတယ်လို့ရေပြင်ဒေသခံစစ်ရေးတရင်ပြည်တအူကတရင်ဌာနကိုပြောပါတယ်မင်းညာကစင်လန်းရွာကနေထိုးစစ်တက်လာတဲ့စစ်ကြောင်းစင်လန်းတဲ့ညောင်ကျိုးကျောင်းမှပိတ်မိသွားတယ်မိုးကလည်းတအားသေးတယ်တိုက်ပွဲကလည်းပြင်းနေအကြဆုံးလေးများတယ်သူတို့အကြဆုံးများလို့အဓိကလေးကျောင်းပြစ်ကူတယ်ရန်တပ်ဘုံကျဲမှုကြောင့်အောက်ကစစ်တပ်အချင်းချင်းဘုံကျဲမှားတယ် မနေ့ကရောဒီနေ့အထိဖုံးကျဲတိုက်ခိုက်တယ်ဟုပြောပါရယ်။ဂျမန်နီနိုဝင်ဘာ22ရက်နေ့ကရိုးဘော် ကစင်လန်ကြီးပါအားအကြမ်းဖက်စစ်တပ်မှအခိုင်အမာပြန်လည်နေရယူတက်ဆွဲကအေအေသိမ်းထားသည့်ညောင်ကျိုးစခန်းဘက်သို့ထိုးစစ်ဆင်လာရာအေအေနှင့်ပူးပေါင်းတပ်ကကြားဖြတ်တိုက်ခိုက်သဖြင့်တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီးလေကြောင်းကပါအချိန်ချင်းဖုံးကျဲတိုက်ခိုက်နေသည်ဟုသိရပါရယ်။အစကတော့အေအေနှင့်ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ကစင်လန်ကိုကျော်လို့ညောင်ချီတောက်ဘက်ခြမ်းကိုရောက်နေပြီးအခုစင်လန်ရွာကိုစစ်ကောင်စီပြန်ယူထားလို့အဲ့ဒီနေရာကနေအေအေသိမ်းထားတဲ့ညောင်ကျိုးဘက်ကိုထိုးစစ်ဆင်လာတာ။ ဒီနေ့အထိပြင်းထန်မှာဟုပြောပါရယ်ပြီးခဲ့တဲ့ရက်ပိုင်းတွင်းကလည်းညောင်ကျိုးနှင့်ညောင်ချေတောက်ကြားဆင်လန်ကြီးရွာအနီးအနားတွင်ဗရကတက်တော် AA ဦးဆောင်သည့်ပူပေါင်းဒေါ်လာရေးတပ်ဖွဲ့များနှင့်အကြံဖတ်စစ်တပ်တို့အကြားတိုက်ပွဲပြင်းထန်ခဲ့ပါရယ်ရှင်းအောင်အကြံဖတ်စစ်တပ်မှလက်နက်အင်အားလူအင်အားဖြင့်တံပြတ်ထိုးစစ်ဆင်သဖြင့်လက်ရှိတိုက်ပွဲမှာညောင်ကျိုးနှင့်ဆင်လန်ကြီးပါကြတွင်တိုက်ပွဲအရှိန်အဟုန်ပြင်းနေကြောင်းသိရပါသည်။ဧရာဝတီတိုင်းရခိုင်အစက်ဆက်ဆက်ယူရွာအနီးပတ်ဝန်းကျင်တဝိုက်နေရာများပဲခူးတိုင်းရခိုင်အစက်ဆင်လန်ရွာအနီးတဝိုက်ပတ်ဝန်းကျင် ၊နေရာနှင့်ရိုးတောင်အဆက်နေရာများတွင်ဖက်စစ်အကြမ်းဖက်စစ်ရှုံးကောင်စီတပ်ဖက်မှအေအာအလုံးရင်ထပ်မံဖြစ်တင်းပြီးထိုးစစ်ဆင်တိုက်ခိုက်မှုများကိုအရှိန်အဟုန်ဖြင့်ပြုလုပ်လာသောကြောင့်တိုက်ပွဲများမှာဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းအရကတက်တော် AA မှစက်တင်ဘာလ10ရက်နေ့ကထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးမိုးမင်းမြို့ဝင်လာတဲ့စစ်ကောင်စီတပ်ကနေအိမ်တွေမှာတက်ဆွဲနေမျိုးကန်တွေပြန်လာဖို့ဖိအားပေးတဲ့ဆွေတဲ့ရင်ကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။ မုံမင်းမြို့အတွင်းဝင်လာတဲ့စစ်ကောင်စီတပ်တွေကနေအိမ်တွေထဲမှာတက်ဆွဲနေပြီးဒေသခံတွေကိုလည်းလူတွေပြန်ဝင်ကြဖို့ဖိအားပေးနေပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာမုံမင်းမြို့ရက်ကွက်တွေကနေအိမ်အများစုမှာရှိနေတယ်လို့ရေပြင်ပတ်မှာစစ်ရှောင်နေသူတအူကပြောပါတယ်။ကျမတို့ရက်ကွက်ထဲကအိမ်တအိမ်မှာဖြူဟာမှုကောက်ဖွင့်နေတယ်။အိမ်တော်တော်များများကိုဝင်နေကြတယ်။နောက်ပြီးတော့မြို့ကနေထွက်သွားတဲ့သူတွေကိုပြန်လာခိုင်းနေတယ်။မပြန်ရဲကြဘူးလို့မုံမင်းမြို့ကတအူကပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာနိုဝင်ဘာ25ရက်နေ့လပိုင်းကစပြီးမိုးမင်းမြို့အတွင်ကားတွေနဲ့ဝင်ရောက်လာတာဖြစ်ပါတယ်။မိုးမင်းမြို့ပေါ်မှာရက်ွက်10ခုရှိပြီးဒေသခံ3ပုံ4ပုံဟာမြို့ကိုစုံခွာထွက်ပြေးသွားကြတယ်လို့သိရပါတယ်။နေတိုင်းလေရင်ဝဲတဲ့တိုက်ပွဲဖြစ်မှာဆိုတဲ့သတင်းတွေကလူတိုင်းပြောနေကြတယ်လို့ဒီနေ့ဒီဇင်ဘာ3ရက်အချိန်ကိုမိုးမင်းမြို့ကန်တအုံကပြောပါတယ်။မိုးမင်းမြို့ဟာကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ထားတဲ့မဘိန်မြို့နဲ့လည်းဆက်ဆက်နေပါတယ်။ မုံမဲမြို့နယ်အနီးမှာ KIA တရင်34ရှိနေပြီးလက်ရှိအချိန်အထိစစ်ရေးပြင်ဆင်ထားမှုမရှိပေမယ့်အကြွေတော်လိုင်းရေးအင်အားစုတွေကစစ်ကောင်စီတပ်တွေကိုတိုက်မယ်ဆိုရင်အကူအညီပေးသွားဖို့ရှိမယ်လို့ KIA ပြန်ကြားရေးတာဝန်ခံဘုံမူကြီးတော်ဘူးကပြောထားပါတယ်။နိုဝင်ဘာ30ရက်ကလည်းမိုးကုန်းနဲ့မုံမိတ်ကြားမှာစစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်ခဲ့တယ်လို့သိရပါတယ်။ဆလပီမန္တလေးမှာလုံခြုံရေးတင်းကျပ်ထားတဲ့ကြားကရွှေကောက်ပွဲစန့်ကျင်ကြောင်းဆန္ဒပြခံရလို့စစ်တပ်ကဖိတ်ဆို့ရှာဖွေနေတယ်ဆိုတဲ့သတင်းကိုကျင်းဆက်ပြီးတော့မှာဖြစ်ပါတယ်။ မန္တလေးမြို့မှာဒီဇင်ဘာ3ရက်ဒီကနေ့မနက်ပိုင်းကစစ်ကောင်မရှင်ပြုလုပ်မဲ့ရွှေခောက်ပွဲကိုစန့်ကျင်ဆန္ဒပြမှုတွေပြုလုပ်သွားသူတွေကိုစစ်ကောင်မရှင်တပ်ကပိတ်ဆို့ရှာဖွေစစ်ဆေးနေတယ်လို့မြို့ကန်တွေစီကသိရပါဗျ။မန္တလေးမြို့ချမ်းအီတာဆန်မြို့နယ်ဈေးချိုအနီးဒီကနေ့မနက်9နာရီလောက်မှာလူငယ်တချို့ကစစ်ကောင်မရှင်ကပြုလုပ်မဲ့ရွှေခောက်ပွဲကိုပြည်သူတွေမပါဝင်ကြဖို့နှုတ်ဆော်ဆန္ဒပြမှုတွေပြုလုပ်ခဲ့တာကြောင့်ဆန္ဒပြမှုတွေလုပ်ခဲ့တဲ့ဈေးချိုအနီးတဝိုက်အပါမန္တလေးမြို့အတွင်အနှက်ပိတ်ဆို့စစ်ဆေးရှာဖွေနေတာလို့ဆိုပါတယ်။ ဈေးကြိုအနီးကိုလာရောက်ရှာဖွေတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကမနှက်စောကြီးဒုက္ခပေးတဲ့ကောင်တွေမိရင်တော့နေအောင်ပြောသလိုလုပ်ပြမယ်ဆိုကဈေးစုရှာဖွေမှုတွေပြုလုပ်ခဲ့ကြအခင်းဖြစ်နေရအနီးမှာရှိခဲ့တဲ့ရုပ်ကံတအုပ်ကသတင်းဌာနကိုပြောပါတယ်စစ်ကော်မရှင်တပ်ကထောက်ခံပြောဆိုနေတဲ့တရုတ်ဆောင်နေအောင်ကပြီးခဲ့တဲ့နိုဝင်ဘာလကရန်ကုန်တိုင်းအတွင်းရပ်ဖို့ပါတီအတွက်ရွေးကောက်ပွဲမဲဆွယ်ချိန်မှာတိုင်းပြည်ကိုမငြိမ်အောင်လုပ်တဲ့သူမှန်သမျှအကုန်သက်ဆိုကပြောဆိုခဲ့တာလည်းဖြစ်ပါတယ်လက်ရှိမှာပြည်ဦးရွေမြို့မှာအာနာသိန်းစစ်ကောင်ဆောင်ရောက်ရှိနေတာကြောင့် န္တလေးမြို့မှာပါလုံခြုံရေးတင်းကျပ်ထားချိန်အခုလိုဆန္ဒပြခံခဲ့ရတာဖြစ်ကယနေ့မနက်ဆန္ဒပြမှုမှာပါဝင်သူတချို့ရဲ့ဓာတ်ပုံကိုစစ်ကောင်မရှင်တပ်ဖွဲ့တွေကရရှိသွားပြီးမြို့အတွင်းအပြင်နေရာအနှံ့ပိတ်ဆို့ရှာဖွေနေတာလို့မြို့ကန်တွေကပြောပါတယ်ဒီနေ့မနက်ပိုင်းကပြည်ဦးလူမျိုးစစ်တပ်ကတို့ DSC ဘူလောင်းတင်နန်းစင်ပွဲကိုတက်ရောက်ခဲ့တဲ့အာနာသိန်းစစ်ကောင်ဆောင်ဟာရမန်နီညာပိုင်းမှာမန္တလေးမြို့မှာရှိနေခဲ့လို့မြို့ရင်းမှာအင်အားအများပြားနဲ့လုံခြုံရေးတိုးမြင့်ချထားခဲ့တာလို့မြို့ကန်တွေနဲ့မန္တလေးစစ်ကော်မရှင်တက်အတိုင်းဝိုင်းထံကသိရပါဗျ။ ကျမတို့ရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။